အိုကလေးရဲ့တီကာအခန်း၈ငိန်ချမ်းရေစကားပြောနိုင်ဖို့စစ်ပွဲတွေကို အရင်ဖြတ်ခဲ့ရသည်နာကျင်အောင်လှုပ်လိုက်တဲ့သူက နာကျင်အောင်အလောက်ခံရတဲ့လူထက်ပိုပြီးနာကျင်ရတတ်ပါသည်မှတ်ဉဏ်ကဓာတ်ထက်တဲ့ချောင်းနဲ့တူပြီးတိတ်ဆိတ်ခြင်းကတော့အကောင်းဆုံးအော်ဟစ်နည်းဖြစ်၏အရာအလုံးဆုံရှုံလိုက်ရပြီဟုတီးလိုက်ရသောညနေခင်းတစ်ခုမှာတော့ကျွန်တော်သည်ရေစီးတန်သောချောင်းကလေးကိုငုံကိုင်းကြည့်နေမိခဲ့သည်တယောက်ယောက်ကတော့ဖြင့်အမြဲပျော့ပျော့နေခဲ့ပါသည် လောကတွင်သူတစ်ပါးဘဝကိုချနေပြီအခြားသူတဦးထံမှရရှိတာမိတနာချင်းမျိုးကိုရယူတတ်သောလူများရှိကြောင်းစီးနေသောရေများကိုကြည့်ရင်ကျွန်တော်တွေးနေမိခဲ့သည်အမြဲတူးထောင်နေခဲ့ရတော့လေမတ်တဲ့ရရတဲ့ခံစားချက်ကိုမေးလျော့သွားခဲ့ပါပြီဟုသူမဆိုခဲ့ဘူးလေဒီသလားကျွန်တော်မသိတော့ပါကိုအရင်နဲ့ကိုဆက်မှာ မိနေလဲချက်ကျိုးကိုအရင်ဖြတ်ရပါသည်တယောက်ခေါင်းမှတောက်တော်မိကြောင့်လဲကဘာတစ်ခုလုံးလောင်ကျွမ်းသွားနိုင်ပါသည်ကျွန်တော်ဘက်ကယတိပြတ်ဆိုရန်ရှိပြီကအချက်မှာကိုမမျက်နိုးလျင်အိမ်မက်နိုင်ပင်တုံမလွတ်ချင်တော့ပါစူနီလ် thank mm -hmm. you